ထူးခြားတဲ့တရားတော်ကသိအောင်ကြိုးစားတာညက်ခံပါဒါလည်းလေ့ကျင့်ယူရတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှလုပ်နိုင်တယ်ဒါကြောင့်ပါရမီပညာအရာရာကိုခွဲခြားစိတ်ဖြာပြီးစူးစူးဆန်းဆန်းစင်စင်ချင်းချင်းရှိတာပညာလောကလူတွေကများသောအားဖြင့်နမောနမဲနေကြတယ်မစင်စားကြဘူးခိုလူပြောယုံဒီလူပြောယုံဟောပြောဟုံလုံးတို့ဒီဟာပြောဟုံလုံး ကိုကိုတိုင်းစဉ်းစားရမယ်အကြံထုတ်ရမယ်ဆိုရင်လည်းပြင်းတယ်ပြင်းနေတယ်လို့ဖြစ်တယ်မတွေးချင်အမှန်တရားသိဖို့မကြိုးစားချင်အေးပညာဆိုတာလေ့ကျင့်သင်ကြားပေးလိုက်လို့အရာရာကိုခွဲခွဲခြားခြားကွဲကွဲပြားပြားသိလာပြီထိုသိတဲ့အရာဖြင့်အမှားအမှန်ကိုဆုံးဖြတ်ပေးနိုင်တယ်ပညာကိုလေ့ကျင့်သင်ကြားပေးတယ် ပညာရအောင်ယူနေတာဒါပညာပါရမီပဲအခုတရားနာတာဟာလည်းပဲပြောမယ်ဆိုရင်အသိဉာဏ်ရဖို့နားတယ်ဆိုရင်ပညာပါရမီပါပဲတရားနာခြင်းသည်အသိဉာဏ်ကိုဖြစ်ပေါ်စေဒါကြောင့်မို့လို့တရားနာတဲ့ကုသိုလ်ကိုမဟာပညာတန်ဝတ္တနိကပဋိပဒါကုသိုလ်လို့မြတ်စွာဘုရားအင်ဂုတ္တရနိကေကုလသုတ်တံမှာဟောထားတာရှိတယ် တရားနာတယ်ကိုမသိတာတွေကိုမေးတယ်အဲ့ဒါလို့မေးမြန်းတာတို့ကုသိုလ်ဆိုတာဘယ်လိုရောမပြအကုသိုလ်ဆိုတာဘယ်လိုရောဘာကိုရှောင်ဘာကိုဆောင်ရမလဲဆိုတဲ့မေးခွန်းတွေဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးမေးလိုက်လို့ဖြေရလာပြီဆိုလို့ရှိရင်ဒါအတိညာချက်ချင်းရအဲ့ဒါအတိညာကိုစီးပူးအထုတ်ခြင်းဖြစ်သည့်အတွက်ကြောင့် ။ဤလိုပညာကိုလေ့လာသင်ကြားမှတ်ယူနေတာဟာပညာပါရမီပါပဲ။ဘုန်းကြီးတို့တရားချစ်သူတရားချစ်ခင်သူတော်စင်ပြိဋ္ဌာန်တွေတရားဓမ္မနာကြတယ်စာပေဖတ်ရှုကြတယ်ဆွေးနွေးကြတယ်မေးမြန်းကြတယ်ဟောတာဟာသာမန်မဟုတ်ဘူးပညာပါရမီပါလို့ထင်လို့မှားရဝိရိယဘယ်အလုပ်လုပ်လို့ တုံ့ဆော်မှုမရှိမအောင်မြင်အောင်မြင်အောင်လုပ်တယ်သူတပြင်ကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေရလွယ်လွယ်နဲ့လက်လျှော့သွားတယ်လွယ်တာကိုသာရွေးလုပ်ကြတယ်ခက်ခဲတာဆိုမလုပ်ဘူးခက်ခက်ခဲခဲကိုကြိုးပမ်းအထုတ်ပြီးကြိုးစားအထုတ်တယ်ဒါဝီရိယတခါတရံကျတော့လုံးဝဝီရိယဆိုတာစိုက်ထုတ်မှု ပြုဖို့ရလူတွေကလက်လက်ရော့ထက်တယ်ပေါ့ဒီနေရာမှာဘုရားလောင်မာဇနကမင်းသားရဲ့စိတ်ထားကိုတတိချဖို့လို့သင်္ဘောကြီးနစ်တဲ့အခါကျတော့သူနဲ့အတူတကွသင်္ဘောပေါ်ပါတဲ့သင်္ဘောသား900လောက်ကမျောလင်းချက်မရှိတော့ဘူးဆိုပြီးလုံလဝီရီကအကုန်ဆုံးလိုက်ကြတယ် အဲ့လိုလူမျိုးကလည်းအများကြီးရှိတယ်။အေးသိမဲ့တူတူတော့အေးအေးပဲသိမဲ့ဆွဲတူတွေအများကြီးပဲနော်။မဆွန့်လွတ်နိုင်တာမဆွန့်စားဘောနဲ့။မာစနကမင်းကအဲ့လိုမတွေးဘူး။လုတ်တဲ့နာလုတ်ရမယ်။ရုံးလာဝိရိယဆိုတာလုတ်ရမယ်။ကျုပ်ကအထုံးမှုညှော်နှင်းချက်ရှိတာမရှိတာကအတွေးပဲ။ မလုတ်သိနေဆိုတာစဉ်းစားပြီးလုတ်သိနေလို့ရမှာကြည့်လေသူလုတ်သိနေတာတွေပြင်ဆင်ပြီးတော့သင်္ဘောအလန်တိုင်းထိတ်ချတက်ပြီးတော့သူအင်အားရှိသလောက်ခုံလိုက်တာခလန်းလန်းကိုသွားကြအဲ့ဒီကနေစပြီးတော့သူကူးတာအဲ့ဒါလူကူးနေတဲ့အချိန်ဟာဘေးကလူတွေကတော့ပြောမယ်မြင့်ပဲကူးနေတာ တောင်ဘက်ကြည့်လိုက်လည်းကမ်းမမြင်ဘူးအရှိဘက်ကြည့်လိုက်လည်းကမ်းမမြင်အနောက်ဘက်ကြည့်လိုက်လည်းကမ်းမမြင်ဘူးကမ်းမမြင်မဲနဲ့ဘယ်ဘက်ကြည့်ကြည့်အရက်လေးမျက်နှာကမ်းဆိုတာလုံးဝမမြင်ရတဲ့နေရာကြီးကိုရောက်နိုင်မယ်လို့မျှော်လင့်ချက်ကိုရှိဖို့ရှိနိုင်ရလားမရှိဘူးအဲ့ဒီလိုမရှိတာကိုဘုရားလောင်းဟာပင်လယ်ထဲမှာကူးခတ်နေတာဟာ ။တမန်ပုဂ္ဂိုလ်တွေကတော့တွေးလိုက်မယ်ဒါမိုက်မဲခြင်းလို့ပြောလိုက်ပေါ့။ဘုရားတော်ကအဲ့လိုမစင်စားဘူး။တိမတ်တေရောလုံးတင်တာလုံး။တေသွားတဲ့ထဲမှာနောက်ဆုံးမှာလက်မြောက်လို့အရှုံးပေးလိုက်လို့တေသွားတဲ့ပုဂ္ဂိုလ်တွေဟာအာမထုတ်လို့တေရတယ်လို့ပြော။သူကတော့လှုပ်တဲ့နာလှုပ်သွားရင်သေပြောတယ်ပေါ့အတွေးချင်းကမတူဘူးเนาะ မနိကလမေကလနာသမီးကကဲကနီးမှလာပြောတယ်လေဘာဖြစ်လို့ကူးနာလဲတဲ့ကမ်းမှမမြင်နိုင်ကြီးအကျိုးမရှိဘူးလို့မတွက်ဘူးလားလို့ဆိုဟာမတွက်ဘူးတဲ့သူ့အနေနဲ့လှုပ်တဲ့နဲ့အလုပ်တစ်ခုလှုပ်တယ်လို့ပဲတွက်တယ်သူစွမ်းအားရှိတဲ့မြတ်တော့လှုပ်မှာပဲတည်တဲ့ချိန်တည်ခြင်းတည်တော့ပဲစွမ်းအားရှိတဲ့မြတ်တော့သူလှုပ်နေမှာပဲ ဘလောက်ကောင်းတဲ့စိတ်ဓာတ်လဲဟုတ်ကြည့်သူကထောက်ပြဂျန်တဲ့လူတွေသေးကုန်ပြီတဲ့ငါကူးနေတာမသိဘူးတဲ့အခုနတ်သမီးဆိုတာလည်းငါမြင်ဘူးရပြီတဲ့ဆိုဟောလို့ကူးခတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှိတယ်လို့ပြောတာနော်အေးဖះလောင်းနေရဲ့ဝီရိယဆိုတာညံ့ညက်တဲ့ပုဂ္ဂိုလ်တွေရဲ့လောက်ရတစ်ခုပါပဲကျုပ်ကအထုံးမှုမရှိဘဲနဲ့လက်လျော့လိုက်တဲ့ပုံကိုယ်တွေကမြင့်မြတ်တဲ့ပုံကိုယ်လို့မဆိုနိုင်ဘူးပေါ့အဲဒါ ခန္တီနောက်တစ်ခုကတိခန္ဓာလဲမြင့်မြတ်တဲ့ပုံကိုယ်ရည်လို့ရတဲ့ခုပဲညသောအပြင်လူတွေကသီးမခံနိုင်ညာသီးမခံနိုင်ဘူးဆိုတာဒီစုံတယောက်ကကိုယ်လာဆဲစောကားမယ်ဆဲမယ်ရေးမယ်သီးမခံနိုင်ဘူးပြင်းထန်တဲ့အပူနဲ့တွေ့ရင်လည်းသီးမခံနိုင်ဘူးအေးလွန်းရင်လည်းသီးမခံနိုင်ဘူး ။အိုးဘဝကြီးမှာအဆင်မပြေဘူးဆိုရင်သိမခံနဲ့။အဲ့ဒါကမကောင်းတဲ့ဘက်ကသိမခံတာတခု။လောကရံနဲ့ပတ်သက်လာလို့ရှိရင်အကောင်းနဲ့တွေ့လည်းသိမခံနဲ့။ကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကတက်ကြွမကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကနှိမ့်ကြ။ depression ဖြစ်။အော်အဲ့ဒါခန္ဒီဆိုတဲ့စိတ်ဓာတ်ရဲ့စွမ်းအားတခုမရှိဘူး။အဲ့ဒါရှိအောင်ဖျားလောင်းနေကြနေခြင်းညာလေ။ ခန္ဒီဝရီယတိကြီးပဲကြည့်သူဆက်ကင်ထားတဲ့ဝါရကဘာပဲဖြစ်ဖြစ်သိခံရမယ်ဆိုတဲ့ဝါရဘယင်ကြီးကသူ့ကိုနှိပ်ဆက်တယ်ဆူးရှိတဲ့ချိန်လုံးနေနဲ့ရိုက်တယ်ရိုက်ပြီးတော့မေးတယ်သိရဲ့ဝါရကဘာလဲဆိုရင်ခန္ဒီပဲသူကအပြုံးမပြည့်ဘူးခန္ဒီပဲ လက်ဖြတ်လည်းပဲခန္တီပဲသူကသိခံရမယ်ဆိုတဲ့ဝါဒပဲထားတယ်နောက်ဆုံးအသက်သေဆုံးသွားတဲ့အထိအောင်ခန္တီဆိုတာတရားသားမှမလျှော့အဲ့ဒီလိုဘုရားလောင်းနေဟာသိခံတဲ့နေရာမှာလည်းပဲနေကျင်ပြီးတော့ယူတာသိခံတာဟာလည်းသူတော်သူမြတ်တို့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းတစ်ခုပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲနောက်တစ်ခုသစ္စာ မှန်နာကိုပြောတယ်လောကလူတွေကမှန်နာကိုပြောအမှကြောက်တယ်မှန်နာကိုပြောအမှကြောက်တဲ့အတွက်ကြောင့်မူသားလေးနည်းနည်းတော့ထည့်ပြောအပိုးဆာလာလေးတွေထည့်ပြောမဟုတ်တာမမှန်နာလေးတွေနဲ့ပြောတယ်သူများကိုဒီဂတိပေးပြီးတော့လဲလွယ်လွယ်နဲ့ဂတိကိုဖြတ်တတ်ကြတယ်ပေါ့ဖះလောင်းနေကြတော့ ်မှန်ကန်မှုကိုတိတ်တံပိုးထားတယ်ပေါ့နှုတ်ကပြောရင်လည်းမှန်တာပဲပြောမယ်ဂတိပေးထားလို့ရှင်လည်းမဖြစ်ဖြစ်အောင်လုပ်တယ်ဒါဘုရားလောင်းနေမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲဒါကြောင့်မို့လို့ဒီတစ္ဆာဆိုတာမှန်ကန်မှုဂတိမပြတ်တာကအစအဲ့ဒါဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ရတဲ့ခုပဲ နောက်တစ်ခါကျတော့အဋ္ဌဌာနအဋ္ဌဌာနဆိုတာခုခေတ်အများနားလည်နေတာတော့အဋ္ဌဌာန်နဲ့အဋ္ဌဌာန်နဲ့အဋ္ဌဌာန်ပတိစိတ်တူစသဖြင့်ပြောကြဒီနေ့ကို7ဘတ်ဆိုရင်7ဘတ်မပြည့်အောင်စိတ်ဟုတ်ပါတယ်အဋ္ဌဌာနဆိုတာအဋ္ဌဆိုတာဆွေဆွေမြင်းမြင်းဌာနရတ္တိတာကိုလုတ်တယ်မယ်ဆိုရဲအလုတ်တစ်ခုဆွေမြဲစွာဆုံးဖြတ်ချက်အတိုင်း ဥလိမတုံဆောင်ရွက်သွားတာဒါအဋ္ဌာဏပါရမီလို့ခေါ်တယ်အဋ္ဌာဏထားပြီဆိုရင်